အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတဝန်ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝိထုကိုအပိုင်းခွနစ်အနေနဲ့ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ အခန်းကိုဘုန်းနာရသည်ကဝေမာကြီးဒေါ်ချမ်းဘုံဝင်သွားတော့တောအုပ်ထဲသို့မြင်းလိမ်မာကြီးကိုစီးကာတဖြည်းဖြည်းလာခဲ့ပြီသည်ဘုန်းနာရမှာတောအတွင်း၌အနေကြသူဖြစ်၍တောအကြောင်းကိုကောင်းကောင်းကြီးသိသည်တာမက မျက်စိနာပါလှင်သူဖြစ်သည်ဖြင့် တောနဲ့တွင်တို့တဖြည်းဖြည်းဝင်၍လာရတွင်ဘေးရန်ကြီးရဲ့နေမတွေ့အောင်နားနဲ့မျက်စိကို အစွမ်းကုန်အသုံးပြုပြီးတဖြည်းဖြည်းလာခဲ့ပြီ။မကြမီတောအလွန်ရောက်၍လာခဲ့ပြီသည်။နေဝင်သွားပြီဖြစ်တော်လဲဆနှစ်ရက်လာကလေးသည်မိုးကောင်းကင်ပေါ်မှနေပြီ။ကြည်လင်အေးမြသောအလင်းရောင်ကိုပေးလျက်ရှိသည်ဖြင့်တောတန်းကြီးတစ်ခုလုံးမှာစိမ့်လက်လက်နေကြည်နူးတာရဖွဲရအစင်းကိုဆောင်၍နေပြီသည်။အနောက်ဘက်သူသူတို့လှည့်ကြည့်လိုက်ရာ တော်တန်ကလေးတစ်ခုကို တွေ့ရပြီတော်တန်ကလေးအလွန်တွင်ကြောက်တုံးကြီးများတဒုံပေါ်တဒုံဆင့်က မိုးကောင်းကင်သို့မျော်၍နေသည်ဟုထင်ရသောတေလာကလေးတောင်ကို လာရောင်အောက်တွင် ရေရေကလေးမြင်ရပေသည်ဘုံနာနာ၏ထိုနေရာတွင်ခေတ္တခဏအပန်းဖြေရင်းမြင်းကြီးကို အစာကျွေး၍နေခဲ့ပေသည်မိမိအဖို့မှလည်းအသင့်ယူလာသောမတိုးထမင်းမတိုးဟင်းများဖြင့်အစာပြေရန်စားတော့ရင်ရှည်ရည်ကို တွေးတော်၍နေပေသည် တဖြည်းဖြည်းညှင်းနှက်လာပြီဖြစ်သဖြင့်တတော်လုံးတိတ်ဆိတ်လျက်ရှိပြီးရပါရကညှင်းငက်များနှင့်တော်ခွေးတံများကိုကြားရပေသည်ဘုန်းနန္ဒသည်မြက်ခင်းပေါ်တွင်ထိုင်ပြီးတေလာကီသည့်တောင်ထိုးရှိရာဘက်သို့အာယုံဆိုင်ပြီးကြည့်နေခဲ့ပြီးအားတခါတည်းဟန်ကြောက်တုံးကြီးနှစ်တုံးကြား၌စိမ့်လက်လက်အယောင်ရှိသောမီးလျံလိုလိုမီးခိုးလိုလိုအလုံးကြီးတစ်လုံးသည် မိုးပေါ်သို့ပြန်တက်သွားသည်ကိုမြင်လိုက်ရသည်ဖြင့်ထိုမီးခိုးလုံးကြီးကိုမျက်စိတစ်စုံကြည့်၍နေပေသည် တခါတည်းရန်တွင်ကြောက်တုံးတုံးကြမှဝင်းကနေလက်ကနေအယောင်များကိုမြင်ရပေရာစုံများတောက်စားသည်ဟုရွာသားများပြောဆိုခြင်းမှာဤအချင်းရများကိုမြင်ရသဖြင့်ပြောဆိုခြင်းဖြစ်ရမည်ဟုဘုန္နန္ဒကစဉ်းစားမိပေသည်လာမိုးတဲ့ချိန်သို့ရောက်သောအခါဘုန္နန္ဒသည် တော်တန်ကလေးအလွန်ရှိအောက်လန်းစရာကြီးနေသည်ဆိုသောတဲအင်ကလေးရှိရာသို့ဥတီပြီးမြင်းလိမ်မာကြီးကိုစီးကတီအီအီနှင့်လာခဲ့ပေသည်တဲအင်ကလေးမှာတောဆက်တွင်ရှိပြီးတဲအင်ကလေးအလွန်တွင် ်တေလာဂရီတောင်ကိုသွားသည်လူသွားလမ်းကလေးကိုခရေးရေးမြင်ရပေသည်တေကလေးဤသို့ရောက်သောအခါထောင်ထောင်ပေါင်းပေါင်းလူတယောက်သည်တစ်ပင်ရိပ်အောင်မှထွက်လာသည်ကိုမြင်ရသဖြင့်ဘုဏ္ဏရသည်မြင်းဆက်ကျိုးကိုဆွဲပြီးခိတ္တခဏရနာလိုက်ပေသည်တပင်ရေးအောင်မှထွက်လာသူမှာဇောကြီးအောင်ခေါင်းပေါင်းနှင့်တစ်ခေါက်စိုးအဝင်များဝစ်စင်ထားသည်ကိုလာရောက်ဖြင့်ကောင်းမွန်စွာမြင်ရပေရာ ထို့သူမှာတခြားသူမဟုတ်ညနေကမြင်လိုက်ရသည့်အောက်လန်းစရာကြီးဖြစ်ရမည်ဟုအတက်ပြောနိုင်ပေသည်ဘုန်းနာရသည် ထိုသူ၏အနီးသို့မတိမတာရှင်းကပ်သွားပြီးအနီးသို့ရောက်သည့်နေ့တပြိုင်နက်မြင်းပေါ်မှခုံစင်းလိုက်လေသည်တမားတော်ကြီးဥက္ကဝိမှတ်တယ်ကြမ်းခန့်သာတို့မာတော်မူပါကြဘုန်းနာရသည်ဥက္ကဝိအားနှုတ်ဆက်လိုက်လေသည်မင်းကဘာတူလဲဘာကိစ္စဒီတော်တဲကိုလာရတယ်လဲ အောက်လဲဆရာကြီးဒီဘုံဏနာအားခြေဆုံးကောင်းဆုံးကြည့်ရင်မေးမြန်းလိုက်လေသည်ကျွန်တော်လာတဲ့ကိစ္စကဘသူ့ကောင်မှ ပြောလို့မဖြစ်ဘူးဒါကြောင့်မပြောပြရစေနဲ့ကျွန်တော်ကအင်းအိုင်လက်ဖွယ်ကလေးမဆတော်မူပါဘသူ့ကောင်မှပြောလို့မဖြစ်ပေမဲ့ကျုပ်ကတော့ပြောရလိမ့်မယ်ဒီမှာကျုပ်မျက်နှာကို စစ်စစ်ကြည့်စမ်းဘုံဏနာအားလက်ပိုက်ပြီးစိမ့်စိမ့်ကြီးကြည့်နေသောအောက်လဲဆရာကြီးကအမိန်ပေးတယ်လို့လို့နှင်းပြောလိုက်သည် ဘုန္နနာသည်အနေငယ်များကြောက်ရွံ့သည့်အမူအရာမပြဘဲကြည်လင်တောက်ပသည့်မျက်လုံးအစုံဖြင့်အောက်လန်းဆရာကြီးအားပြန်ကြည့်လိုက်ရာအကြည်ချင်းစုံ၍တွားပေသည်မင်းဒီနေရာကိုဘာကိစ္စလာတယ်လဲမှန်မှန်ပြောစမ်းအောက်လန်းဆရာကြီးသည်ဘုန္နနာ၏စိတ်ကိုညှို့သည့်အလားဘုန္နနာအားမျက်တောင်မခတ်ဘဲစိုက်ကြည့်ရင်းမေးမြန်းလိုက်လေသည် ခမရရောဒီနေရာကိုဘာလို့လာတာလဲဘုန္နနာသည်အောက်လန်းဆရာကြီး၏မျက်လုံးတံကိုလုံးဝဂရုမစိုက်ဘဲပြန်မေးလိုက်သည် ်ငါမေးတာကိုမင်းဖြေမမင်းမေးတာကိုငါဖြေနိုင်မယ်ကျွန်တော်လည်းကျွန်တော်မေးတာကိုဖြေမခမားမေးတာကိုပြန်ဖြေနိုင်မယ်အင်းမင်းတိတ်ခတ်တဲ့အကောင်ပဲကဲဟောဖို့မှကြည်တယ်အဲ့ဒါဘာလဲအောင်လန်းစရာကြီးဒီမိုးကောင်းကင်တို့လက်ညိုးထိုးပြလိုက်လေသည်ဘုန်းနန္ဒသည်အောင်လန်းစရာကြီးလက်ညိုးညွန်ပြရာတို့ကြည်လိုက်ရာခဏစဉ်ကျေကိုထင်းထင်းလင်းလင်းကြီးမြင်လိုက်ရပြီသည်ဒါဟာခဏစဉ်ကျေပြောင်ပေါ့ဘုန်းနန္ဒကရှက်ရှင်းပြန်ပြောလိုက်သည် ေးဟုတ်ပြီခုနှစ်စင်းကျဲပြောင်းအမီးထောင်တော့ဘာဖြစ်တယ်လဲတကောင်ချင်းရောက်ပြီလို့ဆိုတဲ့အတိတ်ပဲပေါ့တကောင်ချင်းဆိုရင်တေလာဂီရီတောင်ထော့မှာစုံတစီတွေမြူးတဲ့အချိန်ပေါ့တေလာဂီရီတောင်မှာစုံတစီမြူးတော့စေတုဒ္ဒရာနိုင်ငံတော်ကြီးပြက်ကင်းကြုံတော့မယ်နမိတ်ပဲမဟုတ်လားဘုန်းနာတဲ့အောက်လန်းစီယာကြီးစိတ်ကိုတိလို့တဲ့ဖြင့်စိတ်ကူးရရာကိုပြောလိုက်နေသည်သူစကားကိုကြားတည်နေတဲ့ပြိုင်နဲ့အောက်လန်းစီယာကြီးသည်ဘုန်းနာအနည်းတို့ရှင်းကပ်လာက ဘုဏ္ဏနာဤမျက်စိကို မျက်နာကိုစစ်စစ်ဆက်ဆက်ကြည့်၍နေပေသည်ဓာတွေကိုမင်းဘလို့လုတ်ပြီးတိလေအောက်လန်းစရာကြီးက ပြန်မေးလိုက်သည်နားနဲ့မျက်စိရှိလို့တိတာပေါ့ဓာတင်ပဲလားဘာတွေတိသေးတယ်လဲတိတာတွေတော့စုံလို့ပါပဲဥပမာတမားတော်ကြီးဥကဝိဒီနေရာကိုလာနေတာဟာမာနတကွန်ထူနေတဲ့စန္ဒာဒေဝီမိမယုတ်ကိုလက်စားချေဖို့ဆိုတာကျွန်တော်ကောင်းကောင်းကြီးသိပါတယ် စန္ဒာဒေဝီမိမယုတ်တော်သူ့ကိုဘယ်သူမှရံမှုနိုင်မှာမဟုတ်ဘူးဆိုပြီးတိတ်ကိုဘဝင်မြင့်နေတယ်။စန္ဒာဒေဝီမိမယုတ်ဘဝင်မြင့်တလောက်အောက်ရှင်လွတ်ပြီးသူတနုရဲ့ဖွားတော်အောင်မကြခင်ရောက်ရတော့မယ်ဆိုတာတွေကိုလည်းကျွန်တော်သိတာပါပဲ။ဘုဏ္ဏနာသည်အောက်လန်းစရာကြီးထံမှစကားစရရန်စကားအယောင်းဝယ်လှုပ်လိုက်နေသည်။စန္ဒာဒေဝီစန္ဒာဒေဝီဒီမိမယုတ်ကိုကြုတ်ဘယ်တော့မှမကြည့်ဘူး။ဘဝင်မြင့်နေတဲ့မိမယုတ်ကိုတော့ သူ့ကိုယ်သူတတ်သိခြင်းအောင်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်လက်စားမရှိရသည်မကျေနပ်ဘူးအောင်လန်းဆရာကြီးသည်ဘောနာနာဤပိုက်ကုံအတွင်းသို့ရှေဆုံပြည့်၍ဝင်လာသည့်အလားစိတ်ထဲတွင် ရှိသည်မကိုညိုသိမ့်မထားနိုင်တော့ပဲလက်သီးလက်မောင်းတန်းကပြောလိုက်လေသည်ဆန္ဒတဝီအပေါ်မှာဘာဖြစ်လို့ဒီလောက်တော့စိတ်နာနေရတာလဲသူများတက်ကတွေစိတ်နာပုံများခြံထားပါဦးဘောနာနာသည်တန်ယောင်လိုက်ပြီးပြောလိုက်လေသည်ဒါတွေအသာထားစမ်းပါမင်း ဒီမှာဘာကိစ္စနဲ့ဒီကိုလာရတာလဲအရင်ပြောစမ်းပါဦးအော်လက်တရာကြီးဒီဘုံနာနာအမေးလိုက်ပြန်ဒီဘာကိစ္စလဲလို့မေးနေဖို့လိုသေးသလားခမရဒီလောက်တောင်လူငယ်မခတ်တတ်ဘူးလားဘုံနာနာကပြန်ပြောလိုက်ရာအောင်လန်းဆရာကြီးဒီဘုံနာနာအအတန်ကြာစကားမပြောဘဲအကဲခတ်၍နေပြီဒီမင်းဘသူလဲဆိုတာငါမသိဘူးဒါပေမဲ့မင်းငါ့စီကိုလာတာမဟုတ်လားခမရဘသူဘဝဆိုတာကျွန်တော်တည်တည်ချာချာသိတာထောက်ရင်ခမရစီကိုလာတဲ့ ူဘသူဖြစ်တယ်ဆိုတာခမားမစင်းစားမိဘူးလားအေးလေဒါကြောင့်မေးနေတာပေါ့ကဲဒီလိုဆိုရင်ငါ့ကိုပေးစရာရှိတာပေးလေဘာဖြစ်လို့မေးနေသေးလဲနေပါဦးပေးစရာရှိတာပေးဖို့ကအရင်မကြည့်ပါဘူးခမားဟာကျွန်တော်လိုက်ရှာနေတဲ့တမားတော်ကြီးဥကဝိအစ်စ်ဖြစ်တယ်ဆိုတာတေချာမှကျွန်တော်ပေးစရာရှိတာကိုပေးနိုင်မယ်တော်တော်ကြာပုံမရိုက်သွားရင်မခက်ပြီဘူးလားဘုန်းနန္ဒကပြန်ပြောလိုက်သည် ငါဝတ်ထားတဲ့အဝယ်စားကိုကြည့်ရင်မသိနိုင်ဘူးလားငါဥကဝိအစ်စ်ပဲဥကဝိဖြစ်တယ်ဆိုရင်တက်တည်အထောက်ထားပြပါဘုန်းနာနာကပြန်ပြောလိုက်သည်စောစောကငါမိုးကောင်းငင်ကိုလက်ညှိုးညွန်ပြတာမင်းမေ့နေပြီလားကဲဟောဟိုမှကြည်စမ်းအဲ့ဒါဘာလဲဥကဝိဒီခုနှစ်စင်ကျဲကိုလက်ညှိုးထိုးပြလိုက်ပြန်သည်ဒါမိုးကောင်းငင်ပဲဘုန်းနာနာကမသိချင်အောင်ဆောင်ရွက်မေးလိုက်လေသည်တည်တည်ကြာကြာကြည်စမ်းပါဦးငါညွန်ပြနေတာခုနှစ်စင်ကျဲမဟုတ်လားအင်းဟုတ်ပြီဟုတ်ပြီ ခွနဆင်းဆိုတာကျွန်တော်တို့ရဲ့လှည့်ဝဲစကားပဲခွနဆင်းကျဲပြောင်းအမီးထောင်လို့တကောင်ချင်းရောက်ရင်ဘလူးမျိုးတယ်မဟုတ်လားဘလူးမျိုးတော်ကိုအတာထားအောင်ငါ့အတွက်ပေးလိုက်တဲ့စာရွက်ကိုကိုချက်ချင်းထုတ်ပြပေးပါအောင်လန်းကျက်ကြီးကလဝါဖြန့်ပြီးတောင်းလိုက်လေသည်ပေးမှာပေါ့ခဏနေပါဦးကျွန်တော်ယူလာတဲ့စာရွက်ထဲမှာစေတုရာဘီယမရဲ့နန်းတော်နဲ့မျိုးရိုးပုံတွေပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်မေးတရာရှိသေးတယ် ပေးမှသာပေးစမ်းပါမေးစရာရှိတာကိုနောက်မှမေးအောက်လန်းစရာကြီးတွေမြေပုံကိုသာအတင်းတောင်းရနေပြရဘုန်နာနာတွေခါကြမှငွေကြီးတော့ကိုထုတ်ယူလိုက်ပြီးငွေကြီးတော့တဲမှဆက်ကူလေးကိုဖြန့်ကြည့်လိုက်လေသည်ဟောဒီမြေပုံထဲမှာစန္ဒာဒေဝီဆိုတဲ့စက္ကလုံပါတယ်အဲ့ဒီနေရာမှာကြက်ချီခတ်ထားတာနဲ့တွေ့ရတယ်စန္ဒာဒေဝီဆိုတဲ့အဓိပ္ပာယ်ကကြက်ချီခတ်ပြထားတဲ့နေရာဟာစန္ဒာဒေဝီဘုရင်မရဲ့အဆောင်တော်ကိုဆိုလိုတယ်မဟုတ်လား ဒါကိုမေးနေကြလို့သေးသလားသိရှင်းနေတာပဲဥစ္စာပေးပါမြေပုံအောက်လန်းစရာကြီးကမြေပုံကိုလှမ်းယူလိုက်ရာဘူနန္ဒသည်အောက်လန်းစရာကြီး၏လက်ကိုတားထားလိုက်သည်ခဏနေပါဦးဟောဒီမြေပုံအောက်နားမှာကြက်ချေကန်တစ်ခုကိုတွေ့ရတယ်ကြက်ချေကန်တစ်ခုရဲ့အောက်မှာအသေးမိလျင်အသက်ပြတစ်သိန်းအရှင်မိလျင်အသက်ပြနှစ်သန်းလို့ရေးထားတယ်ဒါကတော့စာနာဒီဝီကိုပဲဆိုလိုတာမဟုတ်လားဒါဘောကွာစာနာဒီဝီကိုအရှင်မိအောင်ဖမ်းပေးနိုင်ရင်စုတော်ငွေနှစ်သန်း အသိမိလို့ရှိရင်တသိန်းကိုဆိုတာအင်းဒီလိုဆိုရင်ကျွန်တော်တိတိကလေးလွဲသွားတာပဲနေ့လေကစန္ဒာဒီဝီကျွန်တော်လက်ထဲရောက်နေတဲ့သားနဲ့လွတ်သွားတာတိတ်နာတာပါပဲဘုန်းနာကပြန်ပြောလိုက်သည်မင်းလက်ထဲရောက်နေပြီးမှဥစ္စာဘာဖြစ်လို့ပြန်လွတ်လိုက်ရတာလဲစန္ဒာဒီဝီမမသိလို့လွတ်သွားတာပေါ့စန္ဒာဒီဝီမန်းသာသိရင်ကုလောက်ဆိုရင်ကျွန်တော်ပွနေပြီမင်းလည်းတိတ်အားတဲ့အကောင်ပဲစန္ဒာဒီဝီကိုမိထားပြီးမှပြန်လွတ်လိုက်ရတယ်လို့ကွာ ဟာပြန်လို့လိုက်တာမဟုတ်ပါဘူးစန္ဒန်ဒီဝီမှကျွန်တော်တိကုန်မတိတော့ခံလိုက်ရတာသူ့ရဲ့နေကြစစ်သူကြီးဗန္ဒကရောက်လာတော့မှ စန္ဒန်ဒီဝီမှကျွန်တော်တိတာစစောကသာတိရင်ကျွန်တော်လက်ထဲကလွတ်ပြပါမလားဘုန္နနာဒီအောက်လန်းဆရာကြီးထံမှစကားစရအောင်စစောကအဖြစ်ပြက်များကိုပြန်ပြောလိုက်လေသည်စစ်သူကြီးဗန္ဒကကိုမင်းတိလို့လားကျွန်တော်မသိပါဘူးဘယင်မနဲ့အပြန်အလှန်စကားပြောတော့မှသူ့နာမည်ကိုကျွန်တော်သိတာပါ စစ်သူကြီးဗန္ဓကဆိုတဲ့အကောင်ကအခုတလောတိတ်ပြီးရှေ့ရှုပ်နေတယ်။နေကြားဒေသကိုလည်းသူ့စစ်တီတော်တွေလွတ်ပြီးတို့အကြံစီတွေပြက်အောင်လုပ်နေတယ်။ဒါပေမဲ့ဒီခွေးမသားဗန္ဓကတော့ဒီညတေကိုတေရမှာ။အောက်လန်းစရာကြီးကပြန်ပြောလိုက်သည်။ဘာဖြစ်လို့တေရမှာလဲ။ဒီနေ့ညတေလာဂတိတောင်ဘက်ကိုအခြေအနေစုံစမ်းဖို့လာလိုက်မယ်။လာရင်ဘလူးစားပြီးတေမှာပေါ့။စစ်သူကြီးဗန္ဓကဒီနေ့ညလာမယ်ဆိုတာခမည်းဘလို့လို့သိနေ။ဘာဖြစ်လို့မသိရမလဲကွာ။ အာကဲပါမင်းလက်ထဲကမြေပုံကိုပြပြီးမင်းသွားစရာရှိတာကိုသွားပါစကကြောချေမနေစမ်းပါနဲ့အောက်လန်းစရာကြီးကလက်ကမ်းလိုက်ပြန်သည်ဘူနာနာမှာမူမိမိတိတော်သည့်အချက်များကိုသိရှိပြီးဖြစ်တဲ့ဖြင့်စောစောကဖြန့်ကြည့်နေသည့်မြေပုံကိုပြန်လှိမ့်လိုက်ပြီးလည်းငွေကျုပ်တော်ထဲသို့ပြန်သွင်းလိုက်လေသည်ထို့နောက်ငွေကျုပ်တော်ကိုခါးကြားတွင်ပြန်ရှိတ်လိုက်သည်ထိုအခိုက်တွင် အောက်လန်းစရာကြီးသည်ခါးကြားတွင်ဖွက်ယူလာသည့်ဓားကိုဆွဲထုတ်လိုက်ပြီးဘူနာနာအားတအားဝင်ထိုးလိုက်သည် တို့ရတွင်ဘုံနာနာမှာမျက်စိလင်းသူဖြစ်သည်ဖြင့်အောက်လန်းချာကြီး၏လက်ကိုစီး၍ဖမ်းလိုက်ပြီလည်းလက်ကိုတအားနိုင်လိုက်ရာ အောက်လန်းချာကြီး၏လက်မှဓာသည်လွတ်ကျသွားပြီသည်ဘုံနာနာသည် အောက်လန်းချာကြီး၏ဓာကိုအဝေးသို့ရောက်အောင်ရှေ့နှင့်ကန်လိုက်ပြီအောက်လန်းချာကြီးအားတအားလှဲတွန်းလိုက်ပြီလည်းအနည်းရှိမြင်းလိမ့်မကြီးပေါ်သို့လွှားကနေခုန်တက်ပြီးတောနဲ့ထဲသို့ကဆုံပေါက်ပြီးဝင်သွားပြီရာအောက်လန်းချာကြီးသည် ဖင်ထိုင်လျက်လဲနေရာမှာ လက်သီးလက်မောင်းတန်းပြီးကြံ့ရိပ်ခဲ့ပြီသည်ဘုဏ္ဏနာသည်အောက်လန်းစီယာကြီးဥကဝိထံမှထွက်လာခဲ့ပြီးနောက်တောဟုတ်တကူတွင်သို့ဝင်ရောက်ခဲ့ပြီသည်ထိုတောဟုတ်ကလေးမှာတည်တည်ချင်းရှက်ပြီးပေါရောက်လျက်ရှိသည်ဖြင့်မောင်ရိပ်များအလွန်ကောင်းသောကြောင့်ထိုနေရာသို့အောက်လန်းစီယာကြီးလွယ်လွယ်ကူကူနှင့်လိုက်နာနိုင်ပြီးမဟုတ်သည်ကိုဘုဏ္ဏနာသိရှိသည်ဖြင့်ကဆုံပေါက်ပြီးဒရဇန်ခရီးနှင်ခဲ့ရာမှတဖြည်းဖြည်းအချိန်တက်ခါခဖြည်းဖြည်းပင်ခရီးနှင်ခဲ့ပြီသည် မကြမီတောဦးဤအစနာသို့ရောက်ရှိလာသည်ဖြင့်ထိုနေရာမှတဆင်တောင်မြောင်၄ပါးကိုလှည့်ကြည့်လိုက်ရာအနောက်ဘက်တွင်ကြောက်တုံးကြီးများတတုံးပေါ်တတုံးဆင်းလျက်ရှိသောတေရာဂီရီတောင်ထုကိုလာရောင်အောက်တွင်ထင်းထင်းလင်းလင်းကြီးမြင်ရပေသည်တေရာဂီရီတောင်ဤအရှိဘက်တွင်မူကားကျယ်ပြန့်သောရေအိုင်ကြီးတစ်ခုရှိ၍ထိုအိုင်ဤအနီးနားတစ်လျှောက်တွင် အလွန်တရာထူထပ်သောချွုံနုံအိုင်ကြီးများသည်ကိုလည်းတတိပြုမိပေသည်ရေအိုင်ကြီးရှိကျင်းလင်းသောရေများမှာလာရောင်နှင့်ကျယ်ရောင်များဟပ်သည်ဖြင့် တဝင်းဝင်းတလက်လက်ဖြစ်၍နေပေသည်အနောက်မြတ်ဘက်သို့လှမ်းမြောက်ကြည့်လိုက်သောအခါမြို့ရိုးကြီးများကာယံထားသည့်စေတုရာမြို့တော်ကိုလာရောက်အောက်တွင်ညွညွမိုင်းမိုင်းမြင်တွေ့ရပေသည်တေလာဂိတိတောင်ထုံးနှင့်စေတုရာမြို့တော်မြို့အကြားတွင်တောအုပ်ကြီးတစ်ခုရှိပြီးထိုတောအုပ်အလွန်တွင်တေလာဂိတိတောင်ထုံးအနီးရှိရေအိုင်မှစီးဆင်းလာသည့်စံကြောင်ကလေးတစ်ခုရှိသည်ကိုဖြူဖြူဖွဲဖွဲတွေ့မြင်ရပေသည် ဘုန်နာနာသည်အနည်းရှိတောင်ကုန်းကလေးပေါ်သို့တက်ပြီးထိုတောင်ကုန်းလေးပေါ်မှနေပြီးပန်ဝန်းကျင်ကိုလေ့လာကြည့်ရှုနေပေသည်အချိန်မှာတဖြည်းဖြည်းညှင်းနှက်လာပြီးဖြစ်ပေရာတော်တန်ကြီးတစ်ခုလုံးမှာငြင်းငှက်တံများရပန်ရကတော်ခွေးများ၏ဦးတံမအပါတိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်မိုးကောင်းကင်ကိုမျှော်ကြည့်လိုက်သောအခါဆက်နှက်ရလာသည် တဖြည်းဖြည်းအနောက်ဘော်ရဘက်သို့ယွန်းလျက်ရှိသည်ကို၎င်းခွနဆင်းကျဲကြီးတီလဲဒုံမောကျဲကိုလှက်ပတ်သွားလာရင် အမီးထောင်လေးရဲ့ရှိတီကိုတွေ့ရသည်ဖြင့် ၎င်းချင်းဒီပါရှိပြီဖြစ်သည်ဟုခံမှန်းနိုင်ပေသည်ဘုဏ္ဏနသည်တောင်ကုန်းကလေးပေါ်တွင်မလုံမချက်ငြိမ်သက်စွာပတ်ဝန်းကျင်ကိုလေ့လာလျက်ရှိသည် မလန်းမကန်မှမြင်းခွာတန်ကြားလိုက်ရသဖြင့်မြင်းခွာတန်ကြားရသို့နားဆွင်လိုက်သည်မကြာမီတောအုပ်ကလေးထဲမှခက်ရွယ်ရွယ်လူတစ်ယောက်သည် မြင်းဖြူကြီးကိုစီးကာလက်ထဲတွင် တရှိကြီးကိုကင်လျက်ဘုဏ္ဏနအနီသို့တချိန်လိုစီးနှင်းလာသည်ကို မြင်တွေ့ရသဖြင့်ဘုဏ္ဏနသည်ထိုသူအားဂယုဆိုင်ပြီးကြည်လိုက်မိသည်ရှေ့ကဘာတူလဲ ငါရဲ့ဓားပြားမှာ အသက်ထွက်မသွားထွက်သွားခြင်းလားနင်းဖြူကြီးစီးလာသူကလမ်းနေလိုက်သည်ဘုဏ္ဏနာသည် တစုံတရာအားအဖြစ်မပြေးသေးပဲဓားကိုအသင့်ကင်ထားပြီးမင်းဖြူနှင့်လူကိုစစ်စစ်ဆက်ဆက်ကြီးလိုက်လေသည်မင်းဖြူကြီးနှင့်လူ၏ဝေစားတဲ့အစဉ်တစားမှာစေတုဒ္ဒရာဘီယမ၏စစ်တီတော်များဝတ်ဆင်သည် စေဝဲတစားများဖြစ်သည့်တမကလက်တွင်ကင်ဆောင်ထားသည့်ဓားမှာလည်းကြောက်စီဓားဖြစ်သည်ဖြင့်တာမန်စစ်တီတော်မဟုတ်ပဲမင်းကြီးမင်းသားတကတော်လကား စစ်သူကြီးအမျိုးအနွယ်တွေကတော်လကောင်ဖြစ်ရမည်ဟုခံမှန်းနိုင်ပေသည်ဝိဇာရသည်စေဝတ္တသားများမှလည်းမောက်လူမောက်တို့ဘာလီဝေးမအစားအပိုးတပစ္စည်းများသာ ဖြစ်ပြီးရှင်နင်းမှလည်းကြောက်စီရှင်နင်းဖြစ်သည်ကိုတတိပြုမိနေသည်လူပုံပန်းမှာတည်တည်တော်တော်ဖြစ်၍မျက်နာတွင်မူမျက်လုံးနေရာတွင်သာဖောက်ထားသည့်အဝိနဲ့ကြီးစီးထားသည့်ကိုမြင်ရပေရာစေတုဒ္ဒရာနိုင်ငံမှာဘယင်မ၏စစ်တီတော်ဖြစ်သည်ဆိုလျင် မျက်နာကိုအဝဲနဲ့စီးထားရန်မလိုဟုစဉ်းစားမိသည့်ဖြင့်ဘောနာနာသည် ထိုသူအားအကဲခတ်၍မရအောင်ဖြစ်၍နေပေသည်ဟဲ့လူမင်းနေတာမကြားဘူးလားလက်သုံးတော်ထားနဲ့ခုတ်လိုက်ရမလားမျက်နှာပုံးနဲ့လူကမေးမြန်းလိုက်လေသည်မျက်နှာပုံးမှာပါဇက်ကိုပါအုပ်ရည်နေတဲ့ဖြင့်အတံမှာခောက်အုပ်အုပ်ဖြစ်၍နေပေသည်အကြည်တော်ကိုကြည်ရတာဟာစေတုဒ္ဓရာဘုရင်မရဲ့စစ်တီတော်တို့ဦးဖြစ်တယ်လို့ယူဆကြရရှိတယ်စေတုဒ္ဓရာဘုရင်မရဲ့စစ်တီတော်မှန်လျင် ကျုပ်ဟာရန်သူမဟုတ်ပါမိษွေသာဖြစ်တယ်ဆိုတာကိုအကြည်တော်သိစေလိုပါလေအကြည်တော်ရဲ့လက်သုံးတော်သားကို ပြန်သွင်းထားလိုက်ပါပြီးတော့အကြည်တော်ဘသူလဲဆိုတာကို သိနိုင်အောင်ညနေဖုန်းကြီးကိုချွတ်ပစ်လိုက်စမ်းပါဘုန်းနာသည်အနေငယ်မှကြောက်ရွံ့သည့်အမူအရာမပြပဲခက်တီတီပင် ပြန်ပြောလိုက်သည်ညနေဖုန်းချွတ်ရန်ပြောလိုက်သည်နှင့်တပြိုင်နက်မြင်းပြူကြီးနှင့်လူရွယ်သည်နောက်သို့ပြန်ဆုတ်လိုက်ပြီးဓားကိုဝင်လိုက်နေသည်ဟဲ့လို့ငါ့ကိုဘာထင်နေလို့မထီလေးသာပြောနေရတာလဲ အချိန်မတော်ဒီနေရာကိုဘာလာလောက်တာလဲလွတ်ရကျွရကိုထွက်သွားသားမျက်နှာပုံးတဲ့လူကပြောလိုက်ပြီကျုပ်ဒီမှာဘာလောက်တယ်လဲဆိုတာသိကျင်လို့မေးနေသလားသိကျင်ရင်ဟောဟိုကောင်းကင်ဘော်ကိုမော့ကြည့်လိုက်စမ်းဘုန်းနနာတေခွန်းဆင်းကျဲကို မော့ကြည့်ရင် ပြောလိုက်ရာဘုန်းနနာကြီးမျက်နှာကိုလှရောင်တွင်ထင်းလင်းစွာမြင်ရပေသည်အပေါ်ကိုမော့ကြည့်ရင်မိုးကောင်းကင်ကိုမြင်ရမှာပေါ့ဒါဘာဖြစ်တယ်လဲခွန်းဆင်းကျဲကိုမမြင်ဘူးလားခွန်းဆင်းကျဲအမီးထောင်တော့ဘာဖြစ်တယ်လဲ ဘုန်းနန္ဒကဆက်ပြီးပြောလိုက်သည်ခုနှစ်ဆင်းကျဲအမီးထောင်တော့တကောင်ချင်းကိုရောက်တာပေါ့မီးပြူကြီးနဲ့လူကပြန်ပြောလိုက်သည်တကောင်ချင်းရောက်ရင်တေလာဂရီတောင်ကဘလူးမျိုးတယ်ဆိုတာမကြားဘူးဘူးလားဘလူးမျိုးရင်စေတုဒ္ဒရာနိုင်ငံပျက်စီးမဲ့ဂိမ်းဖြစ်တယ်ဆိုတာကိုမကြားမိဘူးလားဘုန်းနန္ဒကမေးလိုက်ပြန်သည်ဒါတွေဟာအယူစကားတွေပါဒီမှာငါမေးနေတာကိုဖြည့်စမ်းပါဒီနေရာကိုအရှိန်မတော်ဘာလာလောက်တာလဲဒီနေရာမှာဘလူးရှိတယ်ဆိုတော့ဘလူးဖမ်းရအောင်လာတာပါ ဘုန်းနာနာကခတ်တီတီပြန်ပြောလိုက်သည် အမေတကယ်သူရဲကောင်းကြီးပါလားဘလူပန်းရအောင်တယောက်ထဲလာခဲ့တယ်ပေါ့လေဩလက်ထဲမှာလည်းစိတ်ပတိကြီးနေပါလားစိတ်ပတိနဲ့ဘလူဖမ်းမလို့လားရေစရာကောင်းလိုက်လေကွာမင်းပြူကြီးနဲ့လူကပြက်ရဲပြလိုက်လေသည်ကျုံလက်မှာပတိရှိတယ်ဆိုတာဘလို့လောက်ပြီးသိတယ်လေဘုန်းနာနာကပြန်မေးလိုက်သည်မင်းကြီးဆိုလည်းမေးစင်တရားပင်ဖြစ်သည်ဘုန်းနာနာဤစိတ်ပတိဝတ်ထားသည့်လက်မှာမောင်ရည်ထဲတွင်ရှိသည်ဖြင့် ခလန်းလန်းမှနေပြီးကြည့်မိဆိုလည်းရင်စိတ်ပတိကိုလွယ်လွယ်ကူကူနဲ့မမြင်နိုင်ပေ။မျက်စိရှင်တို့မြင်တာပေါ့။ကဲငါပြောတာဟုတ်သလားမဟုတ်ဘူးလားဆိုတာလက်မြောက်ပြကြမှာ။မင်းပြူကြီးစည်းလာသူက ပြန်ပြောလိုက်သည်။အတော့ကိုမျက်စိစူးတဲ့သူပဲ။မှောင်ကြီးမဲကြီးထဲမှာစိတ်ပတိကိုမြင်နေဆိုတော့ဇီးကွက်မျက်စိလို ဆိုရမှာပဲ။ဒါကြောင့်လဲမျက်နှာဖုံးကို ဖုံးထားတာကို။ကဲပါကိုဇီးကွက်မျက်နှာဖုံးချုပ်ပြကြမှာ။ဘုန်းနန္ဒကပမာမခန့်ပြန်ပြောလိုက်သည်။ဘာဖြစ်လို့မျက်နှာဖုံးချုပ်ပြရမှာလဲ။ မြင်းပြူကြီးနဲ့လူကအပြန်ပြောလိုက်သည်လူဆိုးသားလူကောင်းသားဆိုတာသိကျင်လို့ပါပြီးတော့စေတုဒ္ဓဗျာမရဲ့ဘတ်တော်သားအစ်စ်ဖြစ်တယ်ဆိုရင်ဘယင်မအတွက်လက်ဆောင်စကားပါကျင်လို့ပါဘုန်းနန္ဒကပြန်ပြောလိုက်သည်လက်ဆောင်စကားပါစရာရှိရင်ပါလိုက်ပါလားဘယင်မကို ပြန်ပြီးတန်တော်ဦးတင်ပေးမှာပေါ့အကြည်တော်ဟာဘယင်မရဲ့ဘတ်တော်သားအစ်စ်မှန်ဟုတ်ရဲ့လားဘယင်မရဲ့အရင်အနည်းဆုံးနဲ့တစ္ဆာအစီအုံဘတ်တော်သားဖြစ်တယ်ဆိုတာတစ္ဆာဆိုဝန်ပါလေဒါဖြင့်တစ္ဆာဆိုပြကြမှာ အကျွန်ုပ်သည်သာနာတိဝိပယမ၏အရင်းအနှီးဆုံးနှင့်တစ္ဆာရှိဆုံးသောဘတ်တော်သားအစေမှန်ဖြစ်ပါသည်ဤစကားအမှန်ကန်ပါကကျွန်ုပ်၏ဥကောင်းကို မိုးချိုးချစ်စိတ်ခွဲပါစေလားမြင်းလူနှင့်လူကတစ္ဆာဆိုလိုက်သည်ကဲလေတစ္ဆာဆိုပြီးပြီပြောစရာရှိတာပြောလေကောင်း၏ကျုပ်ပြောမယ်နားထောင်စေရုဒ္ဓဘုရင်မသာနာတိဝိဟာသူ့စစ်တီတော်ဘောပါအင်အားကိုကြည့်ပြီးဘဝင်မြင့်နေတယ်အောက်ရှည်လွတ်နေတယ်ဒါကိုသူဝနနိုင်ငံက သူတို့နုဘရင်ကခွင်ကောင်းอยู่ပြီးစေတုတ္တရနာနိုင်ငံတဲကိုတချိုတွေလွတ်ပြီးဘရင်မကိုအသေးရရအချင်းရရဖမ်းပြီးစေတုတ္တရနိုင်ငံတော်ကိုတိမ့်ပိုက်ဖို့ကြံစည်နေတဲ့ဆိုတာအကြည်တော်ရဘရင်မကိုတတိပေးလိုက်စမ်းပါဘုန်နာနာကပြောလိုက်ရာမြင်းဖြူနေလူသည်ဘုန်နာနာပြောသည့်စကားများကိုစိတ်ဝင်စားစွာနားထောင်၍နေရာမှဓားကိုဝင်လိုက်လေသည်တဲစော်ကားလာကြည်လား ဘယင်မရဲ့တက်ဆာအခြေဆုံးသောဗတ်တော်သားရှိမှဘယင်မအားဘဝင်မြင့်တယ်လို့ပြောလိုက်တာဟာရိုင်းလာကြီးရဲ့လားဒီမှာအကြည်တော်အကြည်တော်နဲ့ရံဖြစ်ရှင်တို့အခုလိုပြောနေတာမဟုတ်ဘူးအကြည်တော်ရဲ့ဘယင်မတဦးတည်းအတွက်စိုးရိမ်လို့ပြောနေတာလည်းမဟုတ်ဘူးစေတောဒရာနိုင်ငံသူနိုင်ငံသားတွေအထူးသဖြင့်မိမနဲ့ကလေးတွေဒုက္ခရောက်ကုန်ပါဆိုလို့တတိပေးနေတာကျွန်ုပ်ပြောတဲ့အတိုင်းသာဘယင်မကိုပြန်မယ်တန်တော်ဦးတင်လိုက်ပါဘုနန္ဒာဓာတ်ကိုဆွတ်ထုတ်လိုက်ဒီကိုမြင်တော့အခါမင်းဖြူနေလို့ဒီ မြင်းဆက်ကျိုးကိုဆွဲပြီးရက်တက်လိုက်သည်ကောင်းပြီဘရင်မောင်ကိုပြန်ပြီးတန်တော်ဦးတင်လိုက်မယ်ဒါပေမဲ့ဘရင်မောင်ကိုပြန်ပြီးတန်တော်ဦးမတင်ပြီစေတုဒ္ဒရာနိုင်ငံတော်ကိုသူတို့ဘရင်ရုပ်တိမ့်ပိုက်ဖို့ကြံစီနေတယ်ဆိုတာအထောက်အထားပြတတ်မှာအထောက်အထားအများကြီးရှိပါတယ်စောစောကတည်းကသူတို့ဘရင်ရဲ့တချို့အောက်လန်းစရာကြီးဥကဝိနဲ့တွေ့ကြလို့သူတို့ရဲ့အကြံစီတွေကို သိခဲ့ရပါတယ်ဒါတွေမကသေးဘူးခစောစောက တွေ့ခဲ့တဲ့သူတွေစီကနေရတဲ့တည်င်းအရာဆိုရင် သူတို့ဘုရင်ဟာစေတရုဒ္ဒနိုင်ငံတော်အတွင်တချို့တွေလွတ်ထားပြီးဘုရင်မကိုအတေရရအရှင်ရရဖမ်းပေးဖို့စုတော်ငွေထုတ်ထားတယ်လို့လည်းသိရတယ်။ဒါတွေကိုစန္ဒာတိဝီဘုရင်မဘာမှမသိပဲအခုလောက်ဆိုလို့ရှိရင်အိတ်တို့တိုးတောင်နေပြီထင်တယ်။ဘုနန္ဒကပြန်ပြောလိုက်သည်။ဘုရင်မကိုတိုးအောင်အိတ်တယ်လို့ပြောရတယ်ဗောလေ။ဒီမှာဘုရင်မဟာအိတ်ကြီးတဲ့ဘုရင်မမဟုတ်ဘူး။ညင်သုံးရံမှာတယံသာဆက်တော်ခေါ်တယ်ဆိုတာမကြဘူးဘူးမဟုတ်လား။ ညင်သုံးရမှာတယန္တာဆက်တော်ခေါ်တဲ့ဆိုရင်အကြည်တော်ခုချက်ချင်းနန်းတော်ကြီးကိုပြန်ပြီးကျုပ်ပြောတာကိုပြန်ပြီးတန်တော်ဦးတင်လိုက်ဆမ်းပါသူတို့လူဘရင်ရဲ့အကြံဟာတိတ်မသေးဘူးစေတုဒ္ဒရာနိုင်ငံတော်ရဲ့စစ်တီတော်အင်အားကြီးမားတာကိုသိတဲ့အတွက်စေတုဒ္ဒရာနိုင်ငံတော်ကိုစစ်ကြည်ပြီးတိုက်ခိုက်မှာမဟုတ်ဘူးစေတုဒ္ဒရာနိုင်ငံတော်အတွင်းမှာတချို့တွေလွတ်ထားပြီးအတွင်းကနေတော်လှန်ပုန်ကန်ဖို့စီစဉ်နေတယ်ဆိုတာတိတိကျကျတန်တော်ဦးတင်လိုက်ဆမ်းပါစေတုဒ္ဒရာနိုင်ငံတော်ရဲ့စစ်တီတော်အင်အားကြီးမားတယ်ဆိုပြီးဘဝင်မြင့်နေရည် ဘယင်မဟာအနာကြလိုက်မယ်ဆိုတာလေတတိပေးပြအောင်ပေးလိုက်စမ်းပါဘုန်းနာနာကမိမိစိတ်တွင်ရှိသမျှကရားရည်လွတ်တယ်လို့ပြောပြနေသည်တော်တော်ဒီစကားဒီမာတဲ့ရက်ပါပရိသမပရိသကမပြောဘဲဘယင်မကိုစောစောကားကားပြောရတလားစောစောကားကားပြောတာမဟုတ်ပါဘူးကြုတ်ပြောတဲ့စကားကိုဂယုမဆိုင်ရင်ဂယုမဆိုင်ရင်သာဘယင်မကိုလူဖြစ်ဆုံးအောင်အစောကားခံရမှာဆိုလို့တတိပေးနေတာပါ ဘယင်မကိုဘသူမှမစော်ကားဘူးမူဆိုတာနားမလည်ဘူးလားဒါကြောင့်ဘယင်မဟာဘဝင်မြင့်နေတယ်လို့ပြောနေတာပေါ့ဒီမှာအကြည်တော်အကြည်တော်တို့ဘယင်မဟာဘယင်သမီးတော်မို့လို့ခမဲတော်ရဲ့အရာရာကိုဆက်ခံပြီးဘယင်မဖြစ်လာရပေမဲ့အမှန်တရားတိုင်းကြည့်မယ်ဆိုရင်အကြည်တော်ရဲ့ဘယင်မဟာလည်းတာမန်မိမသားသာဖြစ်တယ်ဆိုတာတတိပြုတင်တယ်ဒီတော့ကတိုင်းတော်မကရိုသေလေးစားလာအောင်ယောက်ျားပြည်သားတဲ့ကျင်ယာဘတ်တော်ရွေးဖို့တော်ပြီးထင်တယ် ဘုန္နနာသည်ပြောမြဲတိုင်းပြောနေသည်ဘယင်မတို့ကျင်ပတ်တော်မချဘူးဒါပေမဲ့ဘယင်မကယောက်ျားဆိုရင်အလိုလိုမုန်းတယ်ဒါပေမဲ့ဖူးစာကျင်တဲ့တွေ့တဲ့တနေ့မှာဘယင်မလည်းတက်သားကိုထုထားတဲ့အယုတ်မှမဟုတ်ပဲအရေးပြောသွားမှာပါပဲအခုလောလောဆယ်ဖူးစာကျင်မချသေးဘူးဆိုရင်ဘယင်မရဲ့အပားပါအမြဲခါသာပြီးဘယင်မကိုအကာအကွယ်ပေးဖို့တစ္ဆာရှိပြီးပရိယေကျွယ်ဝတဲ့ကျွမ်းကျင်လိမ္မာရေးချရှိတယ်ယောက်ျားကောင်းတစ်ယောက်ရှိဖို့အရေးကြီးတယ်ဆိုတာတော့တတိပေးလိုက်စမ်းပါ ဘုန်းနန္ဒကဆက်ပြီးပြောလိုက်လေသည်အတော်လာတဲ့လူပါလားတစ္ဆာလည်းရှိရမယ်တက်တီလည်းကောင်းရမယ်ပရိယေဝင်ယုဇနာမှလည်းကျွမ်းကျင်ရမယ်တဲဟုတ်ပါလားဒီလိုယောက်ျားမျိုးကိုဘယ်မှာသွားပြီးရှားရမလဲဒါကိုလည်းလမ်းညွှန်အောင်ပါပေါ့မြင်းပြုတ်ကြီးတဲ့လူကပြန်ငေါ်လိုက်လေသည်တိတ်ပြီးဝဲဝဲရှာဖို့မလိုပါဘူးမောင်ယူပဆိုတဲ့လူကိုတွေ့အောင်ချပြီးအပားတော်မှာခါစားစီလို့သာတန်တော်ဦးတင်လိုက်ပါဘူနန္ဒကခက်တီတီပြောလိုက်သည်အင်းတဲဆိုတဲ့စာပါကလား မောင်ယူပဆိုတာဘာတူလဲမင်းမဲမဟုတ်လားမျက်နှာပုံးနဲ့လူကဘူနန္နအာပြည့်ရဲ့ပြုံရင်ပြန်မေးလိုက်လေသည်ကျုပ်မောင်ယူပဆိုတာဘလို့လောက်ပြီးတိတယ်လေဒါတော့မင်းနေစရာမလိုဘူးတိချင်လို့တိတာပေါ့တိလို့ရှိမှဖြစ်ရင်ကွယ်ဝှက်နေဖို့မလိုတော့ဘူးပေါ့ဒီမှာအကြည့်တော့အကြည့်တော့ဟာဘယင်မအပါဝါတက်ဆာအရှိဆုံးနည်းအရင်နည်းဆုံးသူဖြစ်တယ်ဆိုတာကျုပ်ပြောတဲ့ဇာတ်ကားတွေကိုတန်တော်ဦးတင်ပြအောင်တင်လိုက်စမ်းပါပြီးတော့ဘယင်မဟာကိုစစ်တီတော့အင်အားကိုယုံပြီးဘဝင်မြင့်နေတယ်ဆိုရင် မကြခင် စေတုဒ္ဓရာနိုင်ငံတော်ကြီးဟာသူတို့နုလက်ချက်နဲ့မီးလောင်ပျက်စီးလိုက်မယ်။ဘယင်မကို အရှင်မီးအောင်ဖမ်းပြီးယောက်ျားတကာရဲ့ကစားစရာအယုတ်ကလေးအဖြစ်အချက်တကွဲအကျိုးနဲ့ဖြစ်အောင်ပြုလုပ်လိုက်မယ်ဆိုတာတတိပေးလိုက်စမ်းပါ။တဲပြောလေတဲလေဆိုသလိုဘယင်မကိုစော်ကားပြီးရင်စော်ကားရင်ဆိုသလိုစော်ကားနာကြီးရဲ့လား။သူတို့နုဘယင်ရုပ်ရဲ့တချို့မယူပသေးပြီတော့မြင်းပြုတ်နေလူသည်ဒေါသအမျက်ချောင်းချောင်းထွက်သည့်နေတံဖြင့် ကျောက်စီသားကြီးကိုဝိင္ကဘောနန္ဒအားဝင်၍ခုတ်လိုက်ပေသည်တို့ရတွင်ဘုံဏနာမှာမျက်စိလင်သူဖြစ်တဲ့ဖြင့်မျက်နှာဘုံနဲ့လူဤဓာတ်ကိုမိမိဓာတ်နဲ့ခုခံလိုက်ရာလူကိုမခုတ်မိပဲဓာတ်ဓာချင်းထိမိသွားတဲ့ဖြင့်ရွှင်ကလေးမိသွားသည့်အတန်နှင့်အတူမိများပွင့်သွားသည်ကိုမြင်ရပေသည်မျက်နှာဘုံနဲ့လူသည်နောက်တို့အตาပြန်ဆုပ်လိုက်ပြီးအလစ်ကိုချောင်းကနောက်တစ်ချက်ဆင့်၍ခုတ်လိုက်ပြန်ရာထိုအချိန်တွင်ဘုံဏနာသည်မျက်နှာဘုံနဲ့လူဤအနည်းသို့ရှင်းကပ်ခါ ဓားကိုင်နီလက်ကိုဆွဲဖမ်းလိုက်ပြီးတအားလိန်လိုက်ရာမျက်နှာပုံးနဲ့လူဤလက်မဓားသည် မြေပြင်ပေါ်သို့လွတ်ကျသွားပြီမျက်နှာပုံးနဲ့လူသည်လည်းဘုံနန္ဒာဤလက်မလွတ်အောင်ယုံထွက်ပြီးမြင်းကိုကောက်ဆုံပေါက်စည်းကတချိန်လိုထွက်ပြေးသွားလေသည်ဘုံနန္ဒာသည်မြင်းပြူချင်းဤနောက်သို့လိုင်းမိဟန်ပြင်လိုက်ပြီးမှအောက်တွင်ကြကြံရခဲ့သည့်ကြောက်စီဓားကြီးကိုမြင်လိုက်ရသည်ဖြင့်ထိုဓားကိုကောက်ယူလိုက်ပြီးလျှင်မြင်းဖြူချင်းအားလှမ်းကြည့်လိုက်ရာတက်ပင်များအကြားတွင်မျက်ရည်ပြည့်၍သွားပြီသည် ထိုအခိုက်တွင်အင်းအိုင်ကြီးအနေရှိတောအုပ်ကလေးအတွင်မှအတန်နှစ်ကြီးဖြင့်တဝါဝါဒဟာဟာရေ၍လာသည့်အတန်ကြီးသည်တတော်လုံးပဲ့တင်ထက်၍သွားသည်ဖြင့်ဘူနန္ဒပင်လည်းယင်ခေါင်းပန်းနှပန်းများကြီး၍သွားပေသည်အတန်မှာရုတ်တရက်ထွက်ပေါ်လာပြီးဆက်ချင်းပင်ပြန်၍ပျောက်ွယ်သွားရာတောတန်းကြီးတစ်ခုလုံးမှတိတ်ဆိတ်၍နေပေသည်ဘုန်းနာနာသည်ထိုနေရာမှနေသည့်အတန်တကြီးဖြင့်ရေလိုက်သည့်အတန်ကြီးရှိရာဘက်သို့မှန်းမြော်ကြည့်လိုက်ရာလရောင်ကြောင့်တဝင်းဝင်းတက်လက်လက်ဖြစ်၍နေသောရေအိုင်ကြီးနှင့် ထိုအန်ကြီးအလွန်တွင်ကြောက်တောင်တုံများကြောက်တုံများထူထပ်သည့်တေလာဂေရီတောင်ရှိရင်ကိုလာရောင်အောက်တွင်မှိုင်းမှိုင်းညွညွမြင်ရပေသည်အတန်လာသည့်အရက်မှာအဆိုပါကြောက်တောင်ကြောက်တုံကြီးများထူထပ်သည့် တောင်ရှိရင်များဖြစ်ရမည်ဟုခံမှန်းမိသည့်အတိုင်းဘုဏ္ဏနာသည်မိမိသားကိုဓာအိမ်ထဲပြန်သွင်းလိုက်ပြီးမြင်းပြူရှင်ဤလက်မှလွတ်ကျကြံရဲခဲ့သည့်ကြောက်စီသားကိုလက်တစ်ဖက်ကကင်လာကြံလက်တစ်ဖက်ကမူမြင်းလိုက်မှကြီးဤဇက်ကျိုးကိုခိုင်ခိုင်မြဲမြဲကင်ပြီး ရေအန်ကြီးပဲရှိကိုယ်ကောက်နေသော လူသွားလန်းကလေးအတိုင်းကြောက်တောင်ကြီးရှိရာသို့မျောမှန်တဖြည်းဖြည်းလာခဲ့ပေသည်ဘုန္နနာသည် ကုန်းမြင့်ကလေးတစ်ခုပေါ်သို့တဖြည်းဖြည်းတက်ပြီးအရေးရှိကိုလေ့လာ၍နေပေသည်အချိန်မှာတကောင်ကျော်ခန့်အချိန်ရှိပြီဖြစ်၍တတော်လုံးတိတ်ဆိတ်လျက်ရှိပေသည်စောစောကကြားရသည့်ရေတံကြီးမှလည်းနောက်ထပ်ပေါ်၍မလာတော့ပဲငြိမ်ချက်သာကောင်းလာပေသည်ဘုန္နနာ၏ဖောင်းဝေးရောင်မြင်နေမှသည်ဆရာ၏အလိုကိုသိသည့်အလား တောင်ကုန်းလေးပေါ်တွင်နရွက်မခတ်ဖဲငြိမ်သက်စွာရဲ့၍နေပြာဘုဏ္ဏနာသည် မြင်းပေါ်မှနေပြီးတောင်မြောင်လေးပါးကိုကြည့်ရှုနေပေသည်ထိုအခိုက်တွင်မြင်းလိမ့်မှကြည်သည်တလိษံတို့တဘာဝလူထက်ပို၍မျက်စိရှင်နားလျင်သဖြင့်ကြောက်တောင်ချင်းရင်ရှိကြောက်ဆွက်ကြီးတစ်ခုအောက်သို့လှမ်းမျောကြည့်လိုက်ပြီးပါဇက်မှဟိလိုက်ရာဘုဏ္ဏနာသည်မြင်းလိမ့်မှကြည်အကြောင်းကိုသိသည့်အတိုင်းမြင်းလိမ်မာကြီးသည်တစုံတရာကိုမြင်၍သာဟီခြင်းဖြစ်ရမည်ဟုအတတ်ပြောနိုင်သည်ဖြင့် မြင်းလိုက်မှချင်းဤမျက်နာမူရာသို့လှမ်းကြည့်လိုက်ရာခလန်းလန်းရှိကြောက်တုံးကြီးတစ်ခုဤမောင်ရိပ်တွင်မဲ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 နှင့်တရံတစ်ခုကိုမြင်လိုက်ရသည်မြင်းပေါ်မှခုံကျဲလိုက်ပြီးလျှင်မြင်းလိုက်မှချင်းကိုအနည်းရှိအစ်ပင်တစ်ပင်တွင်ရှည်ထားရိုက်ခဲ့ပြီးအရိတ်တတန်နေရာသို့ကြောက်စီသားကြီးကိုကင်ကမြေပြော့ကိုနင်းပြီးမောင်ရိပ်ခိုလျက်တတိဝရိယနှင့်လာခဲ့ပြီသည်ထိုအတော်အတွင်ကြောက်တောင်ကြီးဘက်မှလှုပ်ရှားလာသည့်အတန်များကိုကြားရပြီးအမလေးကဲတော်မူပါ ပူ၍ငဲတံပါအောင်အော်လိုက်သည့်အတံကိုလည်းကြားလိုက်ရသဖြင့်ဘုဏ္ဏနာသည်အတံကြားရာသို့ခတ်တုတ်တုတ်ကလေးလာခဲ့ပေသည်အတံမှာတိတ်ဆိတ်မသွားပဲဆက်ခါဆက်ခါစူးစူးဝါးဝါငဲတံပါအောင်အကိုအညီတောင်းဆိုလျက်ရှိသည်ဖြင့်ဘုဏ္ဏနာသည်ဓာတ်ကိုဝင့်ကခရီးနှင် လာခဲ့ပေရာမကြမီကြောက်တောင်ကြီးအပြင်အပြင်ဘက်သို့ငေါ်ထွက်နေသည့်ကြောက်တုံးကြီးအနီးသို့ရောက်ရှိ၍လာခဲ့ပေသည်ကြောက်တုံးကြီးအောက်တွင်မောင်ရင်အတွင်မှထွက်ပေါ်လာသည့်အတံများမှပျောက်ကွယ်သွားခြင်းမရှိသည့်တာမက ြောက်တုံးကြီးအနီးသို့ဘုန်နာနာရောက်သွားသည့်နေ့တစ်ပိုင်နှင့်စောစောကကြားလိုက်ရသည့်အတန်တကြီးဖြင့်တဝါဝါဒဟာဟာရေတန်ကြီးကို ကြားလိုက်ရပြန်ရာတတိကောင်းသောဘုန်နာနာပင်နှစ်ဘူးတွင်ရွှေသီးများဆို့လာပြီးဓာတ်ကင်ထားသည့်လက်မှလည်းရွှေများဆို့၍လာခဲ့ပေသည်အတန်ကြအတန်လာရာတို့လှည့်ကြည့်လိုက်တော့အခါမဲ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 နဲ့တရဝါကြီးတကောင်သည်လူနှစ်တူသောတရံတစ်ခုအားပြောင်လက်တောက်ပသည့်လက်သေးချီချီကြီးနှင့်အတင်းတလက်ကျန်းလိုက်ဖမ်းနေသည်ကိုမြင်လိုက်ရပြီ ရှေ့မှာထွက်ပြေးနေသောလူသားမှာလည်းဖနှောင်းနှင့်တင်မှာတသားရဲဖြစ်အောင်ပြေးလွှားနေသည်ကိုမြင်ရပေသည်။မကြမီရှေ့မှာပြေးနေသောသူသည်ကြောက်တုံးတစ်ခုနှင့်ခလုတ်တိုက်မိကရှေ့သို့မှောက်လျက်လဲကျသွားရာနောက်မှလိုက်လာသည့်မဲမဲတရံသည်ထိုသူ၏အပေါ်သို့ခုံအုပ်လိုက်ပေသည်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့အပိုင်းခွင့်စီစဉ်တင်ဆက်မှုကိုအီမာဒင်ခိတ္တခဏယနာခွင့်ပြုပါခင်ဗျာ။ ဒီနေ့မှာအချိန်ပြည်ပြည်ဝင်ရောက်နားဆင်အားပေးကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုယ်စိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှာဂိမ်းဝေးကြပါစေခင်ဗျာ